အားလုံးပဲမင်္ဂလာပါရှင်နေ့ကတိ training စနန်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီနေ့မှကတော့တင်နန်းချိန်လေးပြီးသွားတဲ့အချိန်မှာတင်နန်းသူတွေရဲ့ဒီနေ့လေ့ကျင့်လာတဲ့လက်ရာလေးတွေကိုအသေးစိတ်ဓာတ်ပုံလေးတွေလိုက်ရိုက်ပေးနေတဲ့အချိန်လေးပဲဖြစ်ပါတယ်ဒီလိုဓာတ်ပုံလေးရိုက်တယ်ဆိုတာကအချိန်တစ်ခုတော့ပေးရတာပေါ့နော်ဘာကြောင့်လဲဆိုတော့တင်နန်း page မှာတင်ပြီဆိုလို့ရှိရင်ကျတော့ကိုယ့်ရဲ့တင်နန်းသူလက်ရာလေးတွေကိုသူတို့ဆွဲထားတဲ့ဟာလေးတွေရဲ့အသေးစိတ်ဘလိုလေးတွေလှပတက်ရက်လာပြီလဲဆိုတာလေးတွေကိုခြားပြကျင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ်ကလည်းကိုယ့်ရဲ့တင်နန်းသူရဲ့လက်ရာလေးတွေ အသေးစိတ်လေးတွေကိုတေချာလေးကိုဓာတ်ပုံလေးရိုက်ပြီးတော့သင်မိမှဖြစ်တဲ့တကြမလို့အချိန်ပေးပြီးတော့ဓာတ်ပုံလေးရိုက်နေရလေးပဲဖြစ်ပါတယ်ဒီနေ့ဒါလေးတွေပေါ့နော်ဒါလေးဆိုလို့ရှိရင် တက်ပုံလေးတွေရိုက်နေရလေးပဲဖြစ်ပါတယ်ဒီမှာတကလေးပုံမှာတင်ပြီးတော့ဗောနော်ဒါအချိန်တစ်ခုတော့ပေးရတာဗောနော်ကိုလည်းသူတို့အချိန်ပေးတယ်တင်တဲ့အချိန်မှာကျတော့သူတို့အဓိကထားပြီးတင်ပေးရတာဖြစ်တဲ့တကြမလို့တက်ပုံကိုသေးစေမရိုက်ဖြစ်ဘူးဗောနော်အဲ့တကြမလို့တင်တဲ့အချိန်ပြီးသွားတဲ့အခါကျလို့ရှိရင်လည်းနိုင်ကွက်ဒါမှမဟုတ်တနင်္လာဗောနော်အဲ့လောက်လောက်ကိုအချိန်ပေးလိုက်တယ်ပေးလိုက်ပြီးတော့နေတိုင်းတော့မရိုက်ဘူးဒါပေမဲ့သူတို့တွေသုံးရက်လောက်ကိုတစ်ခါအိမ်စာလေးတွေဗောနော်အခုလိုမျိုးလေးတွေဒီလိုဘူးလေးတွေထည့်ထားရတယ်အဲ့အိမ်စာလေးတွေကိုတင်တဲ့ပြီးသွားလို့ရှိရင်ဒီဘူးထဲမှာမှာတစ်ခါတည်းကိုရွေးပြီးတော့မှအကုန်လုံးတယောက် ချစ်စီရဟာလေးတို့တပုံတွေရိုက်တယ်ပေါ့နော်အဲ့ဒါတော့နေ့ကလေးရဲ့တင်တဲ့ page မှာအမြင်လို့လို့ကြော်ညာပေးထားတယ်ပေါ့နော်ကြော်ညာပေးရဆိုတာကလည်းသူတို့တွေပြန်ပြီးတော့သူတို့လက်ရလေးကို save လို့ရအောင်သူတို့ပုံလေးတွေသူတို့တချို့တွေကတပုံမရိုက်တဲ့တပုံရိုက်ပြီးတော့မှစာတိချသင်ပေးတယ်သူတို့တင်ပေးပြီးတဲ့အပြင်ကိုမှကိုကိုတိုင်းကလည်း page မှာတင်ဖို့အတွက်ရိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ save ကျင်လဲစီလို့ရတယ်ပြီးသွားလို့ရှိရင်ကိုကလည်းအမြင်လေးလိုအမှတ်တရလေးနေနဲ့ပြန်ကြည့်လို့ရအောင်လို့ဆိုပြီးတော့တပ်ပုံလေးကိုအချိန်ပေးပြီးဆိုင်မှာဖြစ်ပါရဲ့ရှင်။ကဲ့ ဒါဆိုရင်တော့အလုပ်လေးဆက်လုပ်လိုက်ပါအောင်မနော်။ဒီတင်တန်းသူလေးတွေမနဲ့ဖန်ကြလို့ရှိရင်တို့ရဲ့လက်ရလေးတွေရဲ့လိုအပ်ချက်လေးတွေပေါ့နော်။တခါတလေကျရင်တို့တင်တန်းပြီးသွားပြီမဲ့ကွအသေးစိတ်ပြန်စစ်တဲ့အချိန်မှာလက်ရလေးတွေအဲလိုအပ်တာလေးတွေကိုတေချာအသေးစိတ်ပြန်ပြောပြီးမှဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့တင်တန်းသူများရဲ့စူးစမ်းထားတဲ့ဟာလေးကိုချပြတ်ပေးလိုက်ပါအောင်မနော်။ဒီမှာလည်းဆက်ပါချက်။သူ့လည်းလည်းဆွတ်ဆွတ်ပေးရတယ်။လှအောင်လို့။ဟုတ်အဆင်နော်။ တက်ပုံလေးဆက်ရလိုက်ပါဦးเนาะအားလုံးကျေးဇူးများတင်ပါတယ်